ော်ရဲ့လေးချောင်းတိုက်ခိုက်ခံရလို့တေဆုံသွားကြတဲ့ PDF အကြံဖတ်အဖွဲ့ဝင်တွေကိုအကြံဖတ်သမားတွေကဝန်နေပလနဲ့အသုဘပို့ဆောင် ခဲ့ကြတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ဒီမှာဆူမီယာလိုင်းပါ တမတော်ရဲ့လေးချောင်းကနေတိုက်ခိုက်ခံရလို့အတောင်အယုံသိဆုံးသွားကြတဲ့ PD ရဲ့အစံဖတ်အဖွဲ့ဝင်တွေရဲ့ရှုပ်အလောင်းတွေကိုအစံဖတ်သမားတွေကဝန်နေပလန်နေအတုပပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်အညာဒေတာကစံဖတ် BTS စကန်တခုကိုတက်မတော်ဘက်ကနေစတေမာလာ28ရက်နေ့မင်းညာကလေဆောင်ကနေပုံကျဲတက်ခတ်ခဲ့ပြီးအစံဖတ်စကန်တက်တဲ့ကိုကြာရောက်ပောက်ကွဲခဲ့တာကြောင့်စကန်အတွင်းမှာအိမ်နေတဲ့အစံဖတ်သမားတွေအတုံယုံကြဆုံးသွားခဲ့တယ်လို့သိရပါဗျ။ ်ပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခံရတဲ့အကြမ်းဖက်စခန်းမှာမကွေတိုင်းမြိုင်နဲ့ကံမမြို့နယ်ကြားမှာရှိတဲ့အညာမြေအကြမ်းဖက်တပ်ပေါင်းစုရဲ့စခန်းခွဲတစ်ခုဖြစ်တယ်လို့အကြမ်းဖက်မီဒီယာတွေမှာဖော်ပြထားတာဖြစ်ပါတယ်စခန်းအတွင်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေအများအပြားအိမ်နေချိန်မှာစခန်းတက်တဲ့ကိုဘုံကျဲချခဲ့ပေမဲ့အသက်20အရွယ်စခန်းမူတည်ပြီး18နှစ်အရွယ်ဘလာနဲ့အသက်34နှစ်အရွယ်နိုင်ဂျီတို့သုံးဦးသာတည်ဆုံသွားတယ်လို့အကြမ်းဖက်အဖွဲ့ကထုတ်ပြန်ထားတာပါ။ အခုလိုစကန်နီယာအဒီအကြနဲ့တက်မရော်ရဲ့တိုက်ခိုက်မှုကိုခံရတာဟာမိမိတို့ဘက်ကနေတက်မရော်ဘက်ကိုအလင်းဝင်သွားသူတချို့ကတရင်မေးလက်ထောက်ချတာကြောင့်ဖြစ်တယ်လို့အစံဖက်သမားတွေဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်နေ့ကမကွေတိုင်းပခုတ်ကူမြို့နယ်မှာအကြမ်းဖက် PDF အဖွဲ့ဝင်တွေဖြစ်ကြတဲ့မြက်ကြီး၊ငလင်းဖြိုးဆက်နဲ့နိုင်ဝမ်းတို့လေးဦးမှာစက်ခန်းကတနက်9လက်ယူဆောင်ပြီးတက်မတော်ဘက်ကိုအလင်းဝင်ပတ်ပြောင်းသွားတာဖြစ်ပြီးသူတို့ရဲ့လက်ထောက်ချမှုနဲ့အများကြီးအကြမ်းဖက်တပ်ပေါင်းစုစက်ခန်းမှာအခုလိုနေရအတီအကြနဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့ညီတော်ပြောဆိုကြတာဖြစ်ပါတယ်။ဒါပြင်၎င်းတို့ရဲ့လက်ထောက်ချမှုကြောင့်ကြံရှိနေတဲ့တက်စကန်နေရာတွေကိုလည်းအထက်မှန်တိုက်ခိုက်ခံရမှာစိုးရိမ်နေကြပြီးတက်စကန်တွေမှာမနေရင်မအေးရင်မစားရဲပဲ ထွက်ပြေးနေကြရတယ်လို့လည်းသိရပါဗျ။ ်အညာမြေအကြံဖက်တပ်ပေါင်းစုစခန်းတိုက်ခိုက်ခံရပြီးတိဆုံသွားကြတဲ့အကြံဖက်တမားတွေကိုကြံအကြံဖက်တမားတွေကဒီကနေ့စက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းကပန်းခွေကင်သူကကင်ဓာတ်ပုံပိုက်သူကပိုက်နေဝန်နေပလန်နဲ့စီတမ်းပြီးအတုပပို့ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်မိမိတို့အကြံဖက်တမားတွေနဲ့ခယူချက်ချင်းမတူတဲ့ဒေသခံရဟန်းရှင်လူတွေကိုဖမ်းဆီးတပ်ဖြတ်မိန်းကလေးငယ်တွေကိုမတင်ချင်းတရာချုံလမ်းဖြတ်ရွမ်းမီရှုစတဲ့ဒေတာတွေအကျန်းဖတ်လောက်ရဟုတမျှကိုလှောက်ဆောင်နေကြတဲ့အဆိုပါအကျန်းဖတ်သမားတွေရဲ့တည်ဆုံ မှုဟာအဖိုးတန်ထားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့အကြမ်းဖက် PDF အဖွဲ့ကအရှက်မရှိပြောဆိုထားကြပါရင်ထိုသေးဆုံးမှုအတွက်ခြေခွဲခံစားရပြီးတော်လန်ရင်အတွက်ရဲဘော်တွေရဲ့မိသားစုတွေအတွက်ဆုံးရှုံးမှုတွေကိုပြန်လည်တောင်းယူကူစားတော့မှာဖြစ်တယ်လို့ပြောဆိုထားသလိုသေဆုံးမှုကိုထောက်ရှုပြီးတော်လန်ရင်မှာယူသားစွာယုံကြည်စွာခိုင်မာစွာလမ်းစဉ်မှန်စွာပါဝင်ပေးကြဖို့ကိုလည်းတိုက်ပွဲကိုထိတဲ့ရင်ဆိုင်မတိုက်ခိုက်ရဲပဲခိုးကြောင်ခွက်သားတိုက်ခိုက်နိုင်တဲ့ PDF အကြမ်းဖက်အသမားတွေကအရှက်သိက္ခာမဲစွာတိုက်တွန်းထားပါသေးတယ်။